မင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဒီနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အရန်ကိုထူးထူးဆန်းဆန်းအဖြစ်ပြက်လေးပဲဗျအဲ့ဒါကဘာမှဖြစ်လဲဆိုတော့ကျွန်တော်ပကံညာဦးပေါ်တော့ပုပ်ပါတောင်ရဲ့အနီးနာတဝိုက်မှာအဲ့ဒီရွာလေးမှာတည်ထားတဲ့ဇေဒီနာမှာမိုးရေချိန်လေးပြင်းနေတိုက်ပေါ်တော့ရှက်စီးတွေလက်တဲ့အချိန်မှာမတင်ကားလို့သွားကြည့်တဲ့အချိန်မှာရှီဟောင်းအိုးကြီးတလုံးနဲ့ပေါ်တော့ပြည်နေတဲ့အရာတွေကိုတွေ့ရတယ်ဗျဒါဟာတကယ်ကိုထူးထူးဆန်းဆန်းအကြောင်းအရာပဲဗျကဲတငယ်ချင်းတို့လည်းဘုသူတာတစ်ခုအနေနဲ့ဒီဗီဒီယိုလေးကိုဆောင်းအောင်လိုက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျတက်90ရွယ်လောက်ရှိတဲ့သူတွေ ောင်မှဒီလိုထူးထူးဆန်းဆန်းအကြောင်းအရာတွေကိုမကြားမိဘူးလေဗျာနော်ကဲကျွန်တော်တို့လက်ဘူးသူတာတစ်ခုအနေနဲ့သွားပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ဗျာနော်ကဲတကယ်ချင်းတို့လည်းကျွန်တော်ရဲ့ဗီဒီယိုကိုဆောင်းလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါစီဗျာကဲကျွန်တော်အတူတူလေ့လာကြမယ်ဗျာနော်ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကြောက်ပရောင်းမြို့နယ်ပုပ္ပားတောင်မကြီးရဲ့အရှိပဲ့တာယာအီကျန်းသောပြမကြီးွာမင်္ဂလာဓာတုကြောက်စိမ့်စီဒီမှာယခုညအချိန်ခါသမယမှာ အဲထူးထူးဆန်းဆန်းကောင်းကင်မှာအကြောင်းတွေလည်းတွေ့တယ်အတန်တွေလည်းကြားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကြောက်ထက်စီစီကိုကျွန်တော်တို့ဆရာတော်ဦးရစိန်နားနဲ့ရမ်းမီရဖာမြာလာဖူးမြော်ကြည်ညိုတဲ့အချိန်မှာခိုးတော့ရှေးဟောင်းအိုးတလုံးတွေ့ပါတယ်အဲရှေးဟောင်းအိုးထဲမှာတော့ဓာတ်တော်ဟုယူဆရတဲ့အလုံးတွေအများကြီးတွေ့ပါတယ်ပေါ့နော်အဲ့ဒီအိုးမှာထူးဆန်းတာပပတ်လဲမှာကြီးတန်မှုလေးတွေပါနေတယ်ရှေးဟောင်းအိုးတလုံးဖြစ်နေပါတယ်ဒါကျွန်တော်မြေကြီးတွေကတူးရတာမဟုတ်ပါဘူးဒီတိုင်းကျွန်တော်တို့ဒီကြောက်ထက်စီစီရဲ့အနောက်ဘက်မှာ အဲ့ဒီနားလေးမှာအိုးလိုက်ကြီးတွေ့နေတာဖြစ်တဲ့အတွက်ခွန်းနေသားသမီးတွေအကြံဉာဏ်ပေးလို့ရအောင်ကျွန်တော်အခုလိုပြပေးတာဖြစ်ပါတယ်နော်အဲကျွန်တော်တို့ဆိုလဲဒီနေ့မနေ့ကပဲပွဲတွေပြီးတဲ့အတွက်ဒီနေ့ကျွန်တော်တို့တရွာလုံးတည်တယ်ဥအောင်တို့အဲပိမှန်ကြီးတွေကဘဲမှဟိုကျွန်တော်လည်းမတော်ဘူးကျွန်တော်လည်းဘဲမှမတော်ဘူးကျွန်တော်ဒူလေးလည်းဘဲမှမတော်ဘူးအခုဒီအိုးနဲ့ကျွန်တော်တို့ဒီအလုံးတွေကိုကျွန်တော်မကြည့်တဲ့အချိန်မှာအချိန်၅ဘိတ်သာအချိန်၁၀လောက်၄ချိန်ရှိတာကိုတွေ့ရပါတယ်တော်တော်လေးတာနော် အထဲမှာဘာပါသေးလဲမသိဘူးနော်ဒီဦးစင်းဟိုပါလေးနမောတတရွတ်ဆိုပြီးဦးစင်းဖူးမြော်လိုက်ပါအောင်ကောင်းတာတော့ကောင်းတဲ့အတိတ်နဲ့ပဲပြီးတော့လည်းဖာလို့တပြီးတော့လည်းမြော်တက်ဘူးနမောတတဆိုပါတဲ့ထိုင်လိုက်ထိုင်လိုက်ဒါကိုရအတွက်တအားကောင်းတဲ့အတိတ်နဲ့ပဲအေးချမ်းပါစေဗျာနော်တနိုင်ငံလုံးပြည်သူပြည်သားတွေ 在那个地方平。 များစွာနဲ့မြတ်တာပို့လိုက်အောင်ကြိုးပဲနော်လူတွေချွာတီရွာသားတွေ

ခုဘယ်နာရီထိုးပြီလဲဗျာဘယ်နာရီထိုးပြီလဲဟမ်ဒီအကုန်ကြာတယ်ဗျာ7:50ပေါ့ကျွန်တော်မန်လေးတိုင်းဒေသကြီးညာဦးခိုင်ကြောက်ပရောင်းမြို့နယ်ပုပ်ပားတောင်ပါကြီးအရှိဘက်တာယာရေးချမ်းသောပြည်မကြီးရွာမင်္ဂလာဓာတုကျောက်စိမ့်စီဒီသာသနာပြုနယ်မြေကြီးမှာရှေးအောင်ကျောက်ထက်စီဒီခေါ်ကျောက်ဆင့်စီဒီမှာကျွန်တော်တို့ဒီဖျားရဲ့ပရဘုံတွင်းမှာအယောင်တော်တွေခဏခဏထွက်တယ်ထွက်တယ်လို့ပြောတယ်ပြောပြီးတော့ ကိုကျော်မြင့်သောဥအောင်ရေးပြည်သူစကားပင်နေကဒီအနောက်ဘက်တွေမှာပဲညွှန်ကြတယ်ညွှန်ကြတဲ့အချိန်မှာနားထဲမှာကြောက်ထက်စီတွေဖူးမြော်ကြည်ညိုလာရောက်ဖို့အချိန်ချင်းဖိတ်ခေါ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တန်ဃာတော်ရှင်သူမြတ်တွေနဲ့ကြေးရွာသူကြေးရွာသားတွေကျွန်တော်လာရောက်ပြီးတော့ကြည်ညိုတဲ့အချိန်မှာကျွန်တော်တို့ဒီကြောက်ထက်စီဒီအနောက်ဖက်ပေါ့နော်ဓမ္မဆက်ကြမှုတော်ရုပ်ပွားတော်နာမှာရှေးအောင်အိုးတလုံးတွေ့ပါတယ်ရှေးအောင်အိုးထဲမှာကျွန်တော်တို့ တော်တော်ထူးထူးဆန်းဆန်းပဲဗျာနော်အေဂျင့်နဲ့နမိတ်နဲ့ထင်ပါတယ်ရွာသူရွာသားတွေနဲ့နော်ကျွန်တော်တို့နိုင်ငံလုံးတက္ကပါလုံးကပါသူကပါသားတွေအကုန်လုံးပေါ့နော်အေဂျင့်ချပါစေလို့ပဲဆုတောင်းပါတယ်ဗျာနော်ကဲပြီးတော့ဘာကြီးထူးဆန်းတာကြီးတွေ့ဦးမယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ဗျာနော်အဲတတ်တော်ဟူယူဆရတဲ့အလုံးကြီးတွေကျွန်တော်တွေ့ပါတယ်เนาะအဲကျွန်တော်တို့ဒီဒီကျေးရွာကခொနဲ့သားသမီးတွေမေးကြည့်တဲ့အချိန်မှာဒီလိုဦးမျိုးရွာမှာရှိသလား နောက်ဒီလိုမျိုးအလုံးကြီးတွေရွာနီးချုပ်ဆက်မှာထွက်သလားရွာထဲနေမှာလည်းရှိသလားတော်ချာတယောက်ယောက်ကများကျွန်တော်တို့ဒီကြောက်ထက်မှာလားလှူထားတာလားတကယ်လို့ဟိုသူဆိုင်ရဆိုင်ရတွေရပဲကျွန်တော်တို့ပြင်မကြီးသာသနာပြုနေမြေယူလာရောက်လှူဒန်းတာလားအဲကျွန်တော်ကိုနိုင်ကကိုတိတိကျကျကျွန်တော်လည်းမသိပါဘူးเนาะဒါကျွန်တော်အနေနဲ့ဘလို့ရွေချက်မျိုးမှလည်းမပါပါဘူးကျွန်တော်ညီကိုမောင်နှမတွေဘုသူတရအောင်ကျွန်တော်အနေနဲ့မတန်းနေပြသပေးခြင်းဖြစ်ပါတယ်เนาะအိုးဤတလုံးကျွန်တော်ကြာတွေ့ရှိကြပါเนาะဒီဟို ဒါကျွန်တော်မြေကြီးတွေတွေ့တဲ့အိုးလည်းမဟုတ်ပါဘူးဒီကြောက်ထက်ရှိမှာလားလူထားတဲ့အိုးကြီးပါထူးထူးဆန်းဆန်းပဲနော်ဒီနေ့ဒီနေ့မှာမှာရှိတယ်ကျွန်တော်ကျွန်တော်ကမဟုတ်လေ မြေကြီးအိုးမှာကြီးမုံပါတယ်ဆိုတာရှိဘူးလားရှိပါဘူးဆရာရောက်ပါရောက်ပါဘူးခေတ်ထုတ်ပြန်ပြီအဲရရလေးပဲနာမဆရာတဲ့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 ဆက်တဲ့ပါတဲ့ဒီမေလို့ဒီရဒီရဒီရဆိုကြီးမုံလေးချက်ပါတယ်လို့တွေ့ရတယ်ဒီလိုမျိုးကျွန်တော်တို့ပြင်မကြီးရွာမှာရောကျွန်တော်တို့ဒီအနီးနာပုပ္ပအရှိပဲအနီးနာရွာတွေမှာရောအဲ့လိုကြီးမုံပါတယ်မြေကြီးအိုးတွေတွေ့ဘူးလားတွေ့ပါဘူးဆရာဘယ်ဆက်ကတွေ့ဘူးလဲဒီလို ကိုရွာမှာတွေ့ဘူးလားတွေ့ပါဘူးเนาะအဲအဲဘယ်လောက်အများကြီးပဲလေအများကြီးဆိုဥအောင်တို့လည်းဘယ်လိုလုပ်မှာပဲဘယ်လိုမျိုးမှာဥအောင်ဘဝတသက်တာမှာဓာတ်တော်လေးတွေသေးသေးလေးတွေဆိုရင်ဥအောင်တို့ဘုရားထာဝရကိုအရှင်အောင်စိတ်တတ်တော်ရဟန္တာတတ်တော်ရှင်ဒီလောက်အလုံးကြီးတွေအံ့ဩနေလို့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ သူစမ်းနေတယ်။ညဉ့်ညံ့တော့တိုက်ကဟန်နေတယ်။အဲ့လိုအလုံးကြီးတွေပြုတ်ကူတာလား။ညဉ့်ညံ့ပါလေ။တိတိလေးပေါ့။တိတိလေးပါလို့တိတိလေးပြုတ်ကူတယ်။ကျွန်တော်တို့ကကျွန်တော်တို့ဒီအိုးရတဲ့ဟာကိုတွန်းကြည့်ရင်ကောင်းမလား။ကောင်းမယ်။ကောင်းမယ်ဆိုတော့အလုံးကြီးမြင်းနဲ့စုံကြီးရှိနေတော့တခုခုဘာဘာနဲ့အခင်းလေးတခုခု။သမီးတပတ်ပေါ့။ဒီတပတ်ပေါ်ရမလားဦးစင်။ဟမ်။တော့ဒီတပတ်ကြတော့မကောင်းပါဘူး။ဟုတ်ပါတယ်ဘယ်လိုလဲဟုတ်ပါတယ်ဒီငါ့ဖြစ်တဲ့ခုခု 被被被死了嘛？啊！被淹了。七七七五位。抓紧啊！五位呢？抓住了，抓住要要要开了。ပေါ်ကျတော့မနေ့ရမှပြီးသွားတာကွဲတော့ ਆ လေဟိုဟာ၃နှစ်ပြည့်ရမနေ့ရမှဝွေးရပြီးတော့ပြီးသွားတာဒီနေ့တနေကုန်ဆိုဥအောင်လို့လည်းနေမကောင်းလို့ဗိမ္မာန်နေရဘဲမှမတော်ပြက်လိုက်တာဟုတ်ကဲ့ဆက် ဘိမ့်မယ်နေပါကွာဒီကြောင်ကလည်းဟုတ်လေဥပ္ပံပြောတာကတယောက်ယောက်လာထားတယ်ဆိုရင်လည်းမြင်ရမှာလေဟုတ်ကဲ့ဟုတ်မြင်ထားတယ်ဒီလိုတော့ဖြစ်လာရမျိုးကြီး ရှိတာရှိတာရှိတာရှိအောင်ဘုံမြေကြီးဟိုမှာကြီးမှုလေးချက်ပါတယ်ဆိုတာအဲကြောင့်ပုပ္ပါရှိတော့မှာအဲ့လိုအိုမျိုးရှိဘူးလားလို့ပြောတယ်။ရှိရပါလေ။ရေးချက်လည်းမဟုတ်ဘူး။ဒီပေါ်ကရေမလို့ဒီပေါ်ကျွန်တော်တို့ဟုတ်ပါလေအခွက်ကလေးတော့45နဲ့လောက်ရှိတယ်။တောက်ထပ်ကိုယူခဲ့တာပါဗျာ။အဲအဲအဲ။ဒီအိုးဘုံကမှအောက်ချင်းကြီးပါ။အောက်ချင်းကြီးအောက်ချင်းကြီးအောက်ချင်းကြီးတော့လာလေ။ဟုတ်ပါ။ဒီတော့ရောတော့လာပြီ။ကျွန်တော်တို့တကယ်ကမြေဘူးလေဆရာဒီလိုပန်းလို့ကျွန်တော်မတွေ့ဘူးဒီလိုပန်းနေ။ဒီမဲ့လေးဒီမဲ့လေးရဲ့ဒီမဲ့လေး ရပြင်လေးနှစ်ခုရိုက်တာလေဒီမှာရက်ဒီမှာရိုက်ရတာဒီမှာလေးကြည့်လို့ပါလေနှစ်ခုရိုက်ဟုတ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 ်ဒီကျလေးကျဟုတ်ပါအကွက်ကလေးနေမြင်လားမဟုတ်ဒီကျလေးကျဒီရှေဟောင်းအိုးပေါ့နော်ဒီသူရယူဆဘာမှန်းလည်းမသိဘူးဘာကြောင့်လားလာထားလာလှူမှန်းလည်းမသိထားတယ်လို့လည်းမပြောရဲဘူးလေဖះရှိမှဆိုလှူတာပဲဖြစ်မှာပေါ့ဘာကြောင့်လှူတာလဲဘာဘူးလဲဘာပစ္စည်းတွေလဲအဲ့ဒါကိုသိချင်တာပေါ့နော်အဲ့ဒါဟုတ်ကဲ့မကောင်းတာတော့မဖြစ်တော့ပါဘူးเนาะကောင်းဖို့မြပါတယ်ဟုတ်ကဲ့

69ပေါ့80ပေါ့80မှာအဲ့လိုအိုးတွေ့ဘူးလားအဲ့လိုအလုံးကြီးတွေလည်းရွာမှာတွေ့ဘူးလားဒေါ်ကြီးတို့စိတ်ထဲမှာဘလို့ထင်လဲအလုံးမတန်းရင်းနေတာလေဟုတ်ဟုတ်ဟမ်ဘာတွေ့ပြန်ပြီတော့အတူတူထိုင်လာဦးအောင်ကြတော့သူ့ဘက်ကိုလာလို့မရတော့ဘူး 你这个不是你那里面的钱？牛吧，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 牛吧。嗯，这弄个烂多了。等见到他们把戏没没得呢。哎，你给我包。 ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကတော့လောက်ပါကြာနော်တငယ်ချင်းတို့ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တငယ်ချင်းတို့လည်းထူးဆန်းတဲ့အကြောင်းအရာတစ်ခုခုဆိုတာကိုသိလောက်ပြီဗျာနော်။ဘာဖြစ်လို့လဲဆိုတော့ဒီရွာမှာအသက်ကြီးရင်းနဲ့ပေါ့နော်အသက်80လောက်ရှိတဲ့သူတော်မှဒီလိုမျိုးဦးတလုံးကိုမတွေ့ဘူးပေါ့နော်ဒီလိုပန်းနေနဲ့ဒီတန်မိုးတွေဆွဲကတ်ထားတယ်ကြီးမိုးတွေဆွဲကတ်ထားတယ်ပေါ့နော်ဒီလိုဒါကတော့သူတို့ယူဆတာတော့ရှေ့ဟောင်းဦးတလုံးလို့ယူဆကြတယ်ဗျ။အထက်မှာရှိတဲ့အလုံးကြီးတွေကတော့ ယဟန္တာတွေရေပေါ့နော်တတ်တော်တွေမွေတော်တွေဖြစ်ဖြစ်မယ်ပေါ့နော်ဘုရားရှင်တွေရေပေါ့နော်တတ်တော်မွေတော်တွေလည်းဖြစ်ချင်းဖြစ်မယ်ဗျာနော်တွင်ကြည့်ရင်တော့ဘာရှိအောင်မလဲတော့မသိသေးဘူးဗျာနော်စိတ်ဝင်စားဖို့တော့ကောင်းနေဗျာကြည့်ရတာကတော့ဒါကတော့ကောင်းတဲ့အရာလို့ပဲယူဆရပါတယ်ဗျာနော်ကဲတငယ်ချင်းတို့လည်းအတွေ့အကြုံလေးတွေရှိရင်တော့ပြောစရာအကြောင်းအရာလေးရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ဖို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျကျွန်တော်ဗီဒီယိုပိုင်းလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့အပိတ်ခဲ့ပါဦးခင်ဗျ။နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်။